ီနံပါတ်နဲ့ဒီရှင်းနဲ့တုံညာဖြစ်လို့ကျွန်တော်ပြောခဲ့ပြီးပြီးနံပါတ်၄နဲ့နံပါတ်၆လည်းတုံညာဖြစ်ခဲ့ပြီလို့ပြောခဲ့ပြီးဗျာဒီကနန်းလုံးတုံညာဒီတုံညာလူထည်ထားလေနော်အဘာလူထည်ထားဆိုတုံညာလူထည်ထားလေအဲ့တုံညာထည်တယ်ဘယ်နှစင်ထည်လဲတစ်စင်နှစ်စင်ထည်တယ်သုံးစင်လိုက်ထည်မိပြန်တော့သုံးစင်လိုက်ထည်မိ ေးလေးနဲ့ဆိုရင်ကဏ္ဍကိုတုံရလို့ကဏ္ဍ30แท้ပဲဗျာနော်အဲ့တော့ဗာแท้မလဲတုံရဆိုရင်ကဏ္ဍလိုက်แท้ပဲဗျာနော်ဒီကဏ္ဍလုံးတုံရဒီတုံရကိုဒီလေးလေးနဲ့ဆိုရင်ကဏ္ဍကိုတုံရပဲလို့လိုက်แท้ပဲနော်အဲ့တော့သူကစပြီးတော့ကြားလာလေကနေဒီကနန်းနှလုံးခွန်ဖြစ်တယ်နှလုံးခွန်ထဲတယ်ဒီနှလုံးခွန်ထဲလို့ကျွန်တော်ရှင်းအောင်ပြောခဲ့ပြီးပြန်တော့ ဒါနှစ်သုံးချက်ကိုဒီအောင်ပါရေးမှရမှာလေကောဒီကနန်းတလုံးခွန်သေးတယ်လို့ဒီကနန်းတလုံးခွန်သေးတယ်တัวနှစ်ချက်ရိုက်လာပြီပြီနှစ်ချက်ရိုက်လာပြီဒီခေါ်အဲ့ခွန်ကိုဒီနံပါတ်9ရေနံပါတ်9ရေနံပါတ်3ရေကိုဒီ953ဆိုလေကနန်းကိုဘာရိုက်မလဲ ခွန်ပါဘေးလို့သုံးချက်ရိုက်ပြီနော်ကဲဒီတစ်ခါကျတော့ဒီကနန်းနှလုံးက6 oh sorry ဒီနှလုံးက9အဲ့ကနန်းနှလုံးက9 6ဆိုလေကနန်းကိုဗာထည်ထားလေ9လို့ထည်ထားတယ်ဒီခွန်ရှင်9ဆိုလေကနန်းက9 6ဟို9လို့ထည်ထားလေနော်ဗာထည်9လို့ထည်တယ်ဒီခွန်ရှင်9ကို9 6 9ပါလို့နှလုံးထည်ထားလေကနန်းကို ုံးလုံးရိုက်မယ်နံပါတ်၈နံပါတ်၁နံပါတ်၆ဘာရိုက်မလဲငါလို့ရိုက်မယ်ဒီ၈ရဲ့၁၆ရဲ့ဘာရိုက်မလဲငါဆိုလေကနန်းရိုက်မယ်နံပါတ်၈ရဲ့နံပါတ်၁အုံညာဖြစ်ပါလေတဲ့အဲ့ဒီအုံညာကိုနံပါတ်၁နဲ့နံပါတ်၈ကဘာဖြစ်လဲအုံညာပါပဲတဲ့ဒီနှစ်ချက်ကဒီရှင်းတွေကိုအုံညာလို့ကနန်းထည့်ထားလေနော်ပတ်တဲ့ချက်သေးလေး သုံးချက်ထင်းပဲဒီကနန်းနှလုံးတုံညာကိုဒီတုံညာတွေကောင်ထဲထားပြီအဲ့ဒီတုံညာကိုကနန်းထဲတော့မယ်ကနန်းနံပါတ်9နံပါတ်3ညာနံပါတ်7ဆိုရင်ကနန်းထဲမယ်နော်ဘာထဲမယ်နံပါတ်7ဆိုရင်ကနန်းထဲမယ်အဲ့တော့ဘာရိုက်မလဲတုံညာဒါထိတ်စီးရိုက်ပြတာပေါ့နော်သူက2ရှစ်တုံညာထဲတယ်ဗျာအကောင်4 6တုံညာထဲတာဒီ4 4 2ဆိုရင်ကနန်းတုံညာလို့ထဲတယ်ဒီကနန်းနှလုံးခွန်ထဲတယ်ဒီကနန်းနှလုံးခွန်ထဲတယ်ကနန်းကို ကိုငါတုံးခုံလို့ထဲတယ်ဒီကနာနှလုံးငါထဲတယ်ဒီနှလုံးငါထဲတယ်၈၁၆ဆိုဒီကနာငါလို့ထဲတယ်ဒီကနာနှလုံးတုံညာထဲတယ်ဒီနှလုံးတုံညာထဲတာမဟုတ်လို့ကိုတုံညာတဲဆိုဒီကနာကိုတုံညာလို့ထဲမယ်တွေ့ပြရတယ်ကဲဟုတ်ပြီနောက်ကနာလည်းတုံးချက်ပြေးတာပဲကျွန်တော်ပြောပြီးပြောနောက်ကနာလည်းနောက်ကနေတုံးချက်ပြေးတာပဲဒီနံပါတ်1လို့ဒီကောင်တုံးချက်ပြေးတယ်လို့အဲ့ဒီတကြီးရတယ် ဲ့နဘတ်တဲဟိုနေ့ကျွန်တော်ပြောတယ်နောက်ခုံကြီး၃ချက်ပြည့်ဒီမှာတစ်တစ်ချက်ရိုက်တယ်တစ်ဆိုရဲကနားရိုက်တယ်တစ်ကြီးရိုက်တယ်ကနားခါလို့ဒီရှစ်သုံးညာသုံးစုရဲကနားကိုတစ်လို့ထည့်ရိုက်ထားတယ်အဲ့နဘတ်တစ်ဆိုရဲကနားဒီတစ်ကိုရှစ်သုံးညာသုံးတစ်လို့တစ်ချက်ရိုက်သွားပြန်ပြီဗျာရိုက်သွားပြန်ပြီအဲ့တစ်ကြီးကိုကျွန်တော်ရိုက်မယ်ကနားအစီစဉ်ကဒီ993 939ဆိုရဲကနားကိုသွားတင်မယ်ကနားဆိုမှဒီ939ဆိုရဲကနားကို ကျွန်တော်သုံးချက်ရိုက်ပြပြီဗျာအဲ့ဒီကြီးอ่ะအမှတူကဘာထဲလာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်နံပါတ်9ဆိုရင်ကဏ္ဍထည်တယ်နံပါတ်9အဲကဏ္ဍညာနော်အဲဟုတ်ပြီပေါ့ဒီမှာနံပါတ်9ဆိုရင်ကဏ္ဍထည်တယ်ဒီမှာနံပါတ်9ဆိုရင်ကဏ္ဍရောက်လာတယ်အဲ့နံပါတ်9ဆိုရင်ကဏ္ဍဒီမှာကျွန်တော်နံပါတ်9ရဲ့နံပါတ်4ရဲ့နံပါတ်3ရဲ့9လို့ရိုက်ထည့်ပြီဗျာ2ချက်ရိုက်ထည့်ပြီလို့3ချက်ရိုက်ထည့်မဲ့9ဟာ ဒါကျွန်တော်ဒီတစ်တစ်ခွန်ဆိုတဲ့ကဏ္ဍကိုကိုလို့တုံးချေရိုက်ထဲမယ်လို့ဒီတစ်တစ်ခွန်ဆိုတဲ့ကဏ္ဍကိုကိုလို့တုံးချေရိုက်ထဲမယ်ကဲအဲ့လိုပဲဒီနံပါတ်ခွန်နံပါတ်ခွန်ဆိုတဲ့ကဏ္ဍသူ့အလေးရောက်လာပြီနံပါတ်ခွန်ဒီနံပါတ်ခွန်ဆိုတဲ့ကဏ္ဍကိုတုံးချေလိုက်ရိုက်မယ်ကဏ္ဍဒီမှာနံပါတ်6နံပါတ်7နံပါတ်3ဆိုတဲ့ကဏ္ဍခွန်လို့ထဲတာဒီနံပါတ်ခွန်6 7 3ကိုခွန်လို့ထဲတာအမှတ်တစ်ချက်သူရိုက်သွားပြီ။ အဲနောက်တစ်ခွန်ရိုက်မိကနနဘခွန်နဘတုံးဒီနဘခွန်ကိုခွန်ပါလို့သုံးချက်ရိုက်လို့ပြီဗျအဲခွန်ဆိုရကနလေအဲ့တော့သူကသုံးချက်စီရိုက်နေနေဆိုကိုလည်းရိုက်ပြီးလိုက်လေအဲ့တော့ဒီနေရာမှာဒီနဘခွန်အလဲရောက်နေတော့ဒီနဘခွန်ဆိုရကနရိုက်တော့မယ်ဆိုလို့ရှိဒါဒီ938ဆိုရကနသူရိုက်ပြီးရော938ဆိုရကနခွန်လို့သူကရိုက်ပြီးအဲ့ခွန်ကြီးကိုဆက်ရိုက်မယ်ကနအာ ဒါတကူခွန်ဆိုရယ်ကနားရိုက်မယ်တကူခွန်ဆိုရယ်ကနားရိုက်မယ်အဲအဲ့လိုရိုက်မယ်အမတစ်ခွန်အဲ့တော့အလေကနားတစ်လုံးထည့်အောင်အလေကနားတစ်လုံးကဗျာဒီချာကြီးနော်ဒီအလေကနားတစ်လုံးထည့်တဲ့နေရာမှာပေါ့ ဒီအလေရနဲ့ဘခွန်နဲ့ဒီတုံညာနဲ့ဒီကခေါင်ကပြနေတယ်ပေါ့နော်ဒီအလေသလုံးထဲပေါ်ကလေဒီအလေရနဲ့ဘတုံညာနဲ့ဒီခေါင်ပြနေတယ်ဗျာနော်ဒီအလေရနဲ့ဘရှိကုထဲပေါ်လဲဒီနံပါတ်9နဲ့ဒီနံပါတ်6ခေါင်လို့သူပြနေတယ်ဗျာနော်ဒီကနန်းကိုဘယ်လိုထဲမလဲမျက်စိမိတ်ပြီးတော့ခေါင်နေကွာသူကလေခေါင်နေကွာသူကလေခေါင်နေကွာ သူကလည်းခေါ်နေလို့ရှင်းကြည့်သေးမလားဒီကနံပါတ်ခေါ်နေ၃ညနဲ့သေးတယ်ဗျာဒီကော၃ညနဲ့ခေါ်နေသေးတယ်ဗျာဒါနံပါတ်၉နဲ့၈နဲ့သေးတယ်ကောနံပါတ်၉နဲ့၈ရောက်ပါမလားဗျာနံပါတ်၈လို့ထည့်မယ်ဆိုရင်နံပါတ်၈လို့ထည့်မယ်ဆိုရင်ဒီချစဉ်းစားတော့အလေတလို့ကကျွန်တော်က၁၀လုံးလုံးထည့်ပြမှာအဲ့ဒါနံပါတ်၈လို့ထည့်မလား ခဏလေးတော့ဒါအတိတ်တလေးနဲ့ပြရပြီးတော့ကောင်းပါတော့သူအဲ့နေရာမှာပေါ့နော်သူနံပါတ်7တက်ရိုက်ထဲမယ်ဆိုရင်ဗျာတဘာဝမကြတဲ့ကနန်းတလုံးရှိလေးဗျာအဲ့ကောင်ဒီကိုယ်နဲ့ရှေ့ကိုခေါ်လို့ဒီကောက်ကိုသွားထည့်ရင်လေတဘာဝတိတ်မကြတဲ့နံပါတ်ကြီးဖြစ်နေတယ် ဒီနံပါတ်နှစ်ပြဒီနှစ်ရှိတုံညာ၄၆တုံညာဒီ၄၄နှစ်တုံညာရိုက်ရင်လေဟိုတခုချင်းရှင်းပြရမယ်နော်အဲ့ရှင်းပြတော့လည်းမကြိုက်ဘူးဆိုလीခက်တော့ခက်တတ်တုံညာပရိကြီးဒီပွဲမှာခက်စားနေလို့တုံညာပရိကြီးကိုလိုက်လို့ရှင် အရှင်ပြတာကိုယဉ်ကြည်ပြကနသုံးလုံးမှမပေါက်တာပြနှလုံးထဲမှလိုလေကနမပေါက်ဘူးဒီ963ရောက်ငားလို့ကနထဲတဲ့နံပါတ်မျိုးဖြစ်လို့ရှိဒီနံပါတ်3ရောက်ထိန်းထားတဲ့ကနကသူကဘယ်နံပါတ်ကိုသွားရိုက်မလဲဆိုရင်ခါလို့ဒီကနနှလုံးနှစ်ကိုဒီနှလုံးခုနဲ့ရိုက်မလားဒီ963ညာငါဖြစ်တယ်ဗျာဒီမှာ3ညာတွင်းထားတော့ဒီကနာကနှလုံးခွန်ဗျာ အဲ့ဒီခွန်ရပါဝါနှစ်ကိုဒီတုံညာနှစ်ကိုတွားရိုက်မလားဆိုစဉ်းစားရမယ်ဒီရှင်းနဲ့နဘခွန်နဲ့ငားလို့ဖြစ်တယ်အဲ့ဒီခွန်ရရဒီကနားကနှလုံးခွန်ဖြစ်တယ်အဲ့ဒီခွန်ရပါဝါနှစ်ကိုရိုက်ဒီ93ဆိုတဲ့ကနားကဒီနှလုံးနှစ်ကိုဒီနှလုံးခွန်လို့ရိုက်မလားဒီကနားနှလုံးခွန်နဲ့နဘရှုပ်ငားလို့ဖြစ်တယ်ငားလို့ဖြစ်တော့98ခွန်ဖြစ်တယ်အဲ့ဒီခွန်ရပါဝါဒီ66ဆိုတဲ့ဒီကနားနှလုံးနှစ်ကိုဒီနှလုံးခွန်လို့ရိုက်မလား ဒီမှာ3ရ3နှစ်လို့ထဲတယ်ပေါ့နော်ဒီမှာနံပါတ်2ထဲတယ်ခဲလို့ရထားတယ်အဖြေအားအစိမ်းရောင်လေးကာလာလေးနဲ့ထိုးပြမယ်နော်ကနန်းတီယောဒီကနန်းနှလုံးနှစ်တို့ဒီနံပါတ်9နဲ့3နဲ့တို့ဒီနံပါတ်6နဲ့6နဲ့နှစ်တို့အခုချိန်မှာဒီ9နဲ့1နဲ့6ဖြစ်နေပြီပြန်ဒီကနန်းနှလုံး6ဖြစ်နေတယ်အဲ့ဒီကနန်းနှလုံး6ဒီ9နဲ့1နဲ့ဆိုရင်1လို့ခေါ်တယ်ဒီမှာနံပါတ်2ထဲ9နဲ့1က1 အဲ့ဒီကြည့်ရပါဒီနှလုံးချောင်းကိုနဲ့ရှက်ခွန်ခွန်ရပါပါဒီနှလုံးနဲ့တုံညာနဲ့ခွန်ကခွန်ခွန်ရပါပါဒီနှလုံးနဲ့ခွန်နဲ့တုံညာခွန်ခွန်ရပါဒီနှလုံးနဲ့လို့ဆော့မယ်ဆိုရင်အဲ့ဒီကိုချောင်းတုံညာငားထဲတာလို့ဒီတခွန်ခွန်ငားထဲတာလို့ဒီတုံညာခွန်ရှင်ငားထဲတာတုံညာတုံးနေငားလို့သူ့ကိုအဲ့လိုတွားဆော့မလားအရှင်းပြနေတော့အလေကနန်းတလုံးထဲနံပါတ်တုံညာကောက်ထဲတော့လေရရပြန် အဲ့ဒါပေါ့နော်ကျွန်တော်ရှင်းပြနေတာဆိုတော့အဲ့ဒါလေးကနန်းဗျာဘလောက်ထိစိစအောင်ကြည်လဲဆိုပြောပြမယ်လေဒီဒီကနန်းဘလို့ရိုက်မရမယ်ဆိုတာကဲဒီကနန်းနှလုံးခုံကိုဒီနှလုံးနဲ့နဲ့မကြွိုင်းဒီကနန်းနှလုံးနဲ့နဲ့ဒီနှလုံးခုံကိုမကြွိုင်းဘူးဆိုရင်လာအောင်မယ်တကောဒီငါငါနဲ့ဆိုရင်ကနန်းနှစ်ဖြစ်သွားတယ်အဲ့ငါငါနဲ့ကိုသုံးလုံးနဲ့ကိုဒီနှလုံးခုံလို့ရိုက်မလား မ363ဆိုတယ်ခဏနှစ်ဖြစ်တယ်အဲ့ဒီနှစ်ဒီနှလုံးခွန်ရိုက်မလားဒီမှာဆို4နှစ်6ဆိုတယ်ခဏနှစ်ဖြစ်တယ်အဲ့ဒီနှစ်ကို6ရှုပ်ခွန်လို့ရိုက်မလားနော်ဒီက4နှစ်6အခုဒီမှာက611ဆိုတယ်ခဏ6ဖြစ်တယ်611ရှစ်အဲ့ဒီ6ကိုဒီခဏနှလုံး3ပါလို့6နဲ့4ကို3ပါလို့ရိုက်မလားနာဒါဝေခွဲတောင်းပြောပြလိမ့်နော်ဘယ်ဖက်ကရိုက်မလဲဆိုခဏရဲ့ပုံနာပြောပြ ဒါလေကျွန်တော်မရသေးဘူးအဲ့ကနအဲ့လိုလည်းမဖြစ်သေးဘူးမဖြစ်သေးဘူးဆိုနင်းစီကိုဘယ်လိုလုံးမလဲနော်ဘယ်လိုလုံးမလဲအဘယ်လိုလုံးမလဲဆိုတော့ကနရဲ့အစည်းအဝေးကသူကကနရဲ့အစည်းအဝေးကနပတ်၃ဆိုရယ်ကနဝင်တီမှရမှာနော်နပတ်၃ဆိုရယ်ကနအလေထိုင်ကိုဝင်တီမှရမှာဒီကောက်တရားကနတည်းလို့လည်းမဖြစ်ဘူး အဝင်ဒီရမှာနံပါတ်3ဆိုလေခင်ဗျားမှာရမှာဆိုတော့သူကနံပါတ်3မှာကြိုက်တယ်ပြီအဲ့နံပါတ်3ဆိုရင်တော့ကြိုက်တယ်အဲ့3လေးရှင်းဖို့တော့ခါတောင်ပြောမြောက်ပြောနေတာတောင်ပြောမြောက်ပြောနေကျွန်တော်ဒီကောင်နှစ်ကဘာဖြစ်သွားလဲကောင်ခုံကြီးနေရိုက်တာလေးနာကောင်နှစ်ကိုခုံနေရိုက်တာအပြေရိုက်တာသူကနံပါတ်3ထဲမှာရမှာဗျာအဲ့နံပါတ်3ထဲမှာရမှာဒီကောင်နံပါတ်3ထဲမှာရမှာသူက သောသောတခါလေးပြလိုက်ပြီးရောကွာအဲအဲ့ဒါအော်ဒီကောင်ဒီကနေထဲမှာကောင်းတယ်လေနောက်ကိုပါကွာဒီသုံးလုံးနှစ်ကနေထဲမှာဒီသုံးလုံးနှစ်ကနေထဲမှာဒီသုံးရဲ့ဒိဗေကိုလိုချင်လို့ဒီကနေပြစ်ထဲမှာအေးလေထိုင်ဘူးဒီဒီခွန်သုံးနှစ်ဆိုရယ်ကနဒီသုံးလုံးနှစ်ကထဲမှာဒီသုံးလုံးနှစ်နေဒီကနသုံးလုံးနှစ်ကနေပြီးတော့ဒီကနနှလုံးခွန်ထဲမှာအေးကနနှလုံးခွန်ထဲမှာနော်အဲ့လိုထဲမှာနော်အဲ့ဒါမှကွက်တီတော့တာသူကနဲ့ ဒီ933ဆိုတဲ့နှစ်ကနေထဲမယ်ဒီ933ဆိုတဲ့အဲ့နှစ်ကထဲမယ်တော့ဒီ933နှစ်ကနေပြီးတော့ဒီနံပါတ်933ဒီခွန်ဒီကဏ္ဍလုံးခွန်ထဲမယ်ဒီလုံးခွန်ထဲမယ်ကျွန်တော်ဒီ336နေထဲမယ်ဒီ336ဆိုတဲ့နှစ်ကနေထဲမယ်ဒီ336ဆိုတဲ့နှစ်ကနေထဲမယ်အဲ့ဒီ336ဆိုတဲ့နှစ်ကနေကျွန်တော်ဒီကဏ္ဍလုံးခွန်ထဲမယ်ဒီနံပါတ်9နဲ့ဒီနံပါတ်10နဲ့ခွန်လို့တို့ထဲမယ်နော်အဲ့လိုထဲမယ် ဲ့တော့အခုဒီခေါင်းကြတော့ဒီမှာ881ဆိုလေခဏခွန်ဖြစ်ပြောလိုက်ပြန်တော့ဒီမှာ881ဆိုလေခဏခွန်လို့ဖြစ်တယ်အဲ့ဒါ881အဲ့ခွန်ဒီကဏ္ဍနှလုံးနဲ့တွတ်ထည်မယ်ဒီကဏ္ဍနှလုံးနဲ့လို့တွတ်ထည်မယ်နော်အဲ့လိုတွတ်ထည်မယ်ထဲတဲ့ဒိဗေယဒီကဏ္ဍသုံးလုံးနှစ်ကိုဒီကဏ္ဍနှလုံးခွန်ထည်ဒီနံပါတ်3ကိုဆော်တာအဲ့ဒီနံပါတ်3ဆိုတာလာပြီဗျဒီကဏ္ဍနှလုံး4ဆိုလေကဏ္ဍလာပြီဒီကဏ္ဍနှလုံး4ဒီမှာဆော်ထားတဲ့တက်နဲ့ဒီ3ချပြီဒီကဏ္ဍနှလုံး4ဆိုလေကဏ္ဍချပြီ အဲ့ကနန်းလုံးဘာဆိုလဲလေးလို့ဆိုတယ်ဒီနံပါတ်လေးကိုဒီနောက်ကနန်းလုံးကိုဆိုမယ်ဒီနောက်ကနန်းလုံးကိုလို့ဆိုမယ်ကိုလို့ဆိုမယ်နော်ဒီနှလုံးလေးကိုဒီနောက်လုံးကိုလို့ဆိုမယ်လာပြီဒီနံပါတ်ကိုဒီနံပါတ်ကိုနဲ့ဒီတုံညာဒါအတုံးလုံးနဲ့လို့ယူထားတဲ့တုံညာဟိုကိုကတော့အဲ့မှာ9 40ရောခြာထားပြီဗျာကားတို့တစ်တစ်ခုံးလဲခြာထားပြီဗျာအေးကိုကဒီကိုနဲ့တုံညာအဲ့နှလုံးကိုကိုဆိုမယ်အဲ့ကနန်းလုံးကိုကိုအပီချမင်းနော်အဲ့ကနန်းလုံးကိုကိုဆိုမယ် အဲ့ကိုရဲ့ပါပါဒီကနန်းနှလုံး၄လို့ဆိုမယ်ဒီကနန်းနှလုံး၄လို့ဆိုမယ်နော်အဲ့ကိုပါပါဒီနှလုံး၄ဆိုကဲဒီကနန်းသုံးလုံးနှစ်ကိုဆော်ထားပြီဒီခွန်ဒီနံပါတ်၃ချမယ်ဒီနံပါတ်၃ဟိုခွန်ကြီးနဲ့ချမယ်ဒီခွန်၃ဆိုရယ်ကနန်းကဘာဖြစ်လဲခွန်၃ဆိုရယ်ကနန်းကတုံညာလို့ဖြစ်တယ်တုံညာဒါတုံညာဆိုရယ်ကနန်းဖြစ်တယ်အဲ့ဒီခွန်၃ဆိုရယ်တုံညာဒီနောက်လုံး၅ကိုချမယ်ဒီနောက်ကနန်းနှလုံး၅ပါဆိုရယ်ကနန်းချမယ်နော်ဒီကနန်းနှလုံးတုံညာဒီနောက်လုံး၅လို့ချမယ် လာပြီနံပါတ်ခေါ်ဒီကဒီရှစ်ရှစ်တက်ခေါ်ဒီမှာဒီလုံးနေရိုက်ထားတဲ့နံပါတ်3ဒါ3ရယ်တော့3 3အေးစာရေးတာလေအေးညစ်ပတ်လိုက်တာကွာအဲနံပါတ်3တော့ကြည်ကြည်ရေးမယ်ပါ3လို့အဲနံပါတ်3နော်အဲနံပါတ်3ဒီနံပါတ်ခေါ်ဒီ connection နဲ့ join မိကြမယ်ဒီနဲ့ connection နဲ့ဆိုတာဘာဖြစ်လဲနံပါတ်5ဆိုရင်ကနေဖြစ်တယ်နော်ဘာဖြစ်လဲနံပါတ်5ဖြစ်တယ်အဲ့ဒီ9ရဲ့ပါပါဒီကနန်းနှလုံးတုံရရင်မယ်ဒီကနန်းနှလုံးတုံရလို့ရိုက်မယ် ။နော်အဲ့ဒါသုံးခုအဲ့လိုဆွဲမယ်ပေါ့ဗျာ။ကိုကဒီဖက်ကတိုက်ချင်သေးတာဗျာဒီလေးကိုဒီနှလုံးကိုရိုက်ချင်တာ။နော်ဒီကနန်းနှလုံးကိုဒီနှလုံးလေးရိုက်ချင်တာ။ဒီနှလုံးတုံညာဒီနှလုံးငါလို့ရိုက်ချင်တာ။ဒီကနန်းနှလုံးငါကိုဒီနှလုံးတုံညာရိုက်ချင်လို့ဒါကြောင့်ခါလို့ဒီခွန်သုံးနှစ်ကသုံးလုံးနှစ်ကိုဒီနှလုံးခွန်နဲ့ပြစ်ထေးတာနော်။အဲ့လိုပြစ်ထေးရင်မှဒီကိုးတုံညာသုံးနှစ်ကိုဒီနဘတုံညာနဲ့ခွန်နှလုံးပေါင်းခွန်ပြစ်ထေးတာ။ဒီ336ခွန်ဆိုတဲ့ကနန်းအနှစ်ကိုဒီကနန်းနှလုံးခွန်လို့ပြစ်ထေးတာနော်။ ဒီရှစ်ရှစ်တက်ဆိုတဲ့သုံးလုံးခုဒီကနန်းနှလုံးနဲ့နေနေပြစ်သေးတဲ့သုံးဟိုကွာတက်တို့ခုတို့တော့မှသုံးချက်စီရိုက်ပြထားပြီဆိုတော့အဲကနန်းရနေထားပါကြလဲတက်သုံးခုဆိုရယ်ကနန်းအဲ့တော့တက်သုံးခုအနေနဲ့ကျွန်တော်တို့ဆောပြလိုက်ကနန်းကဒီပေနေပဲဆောဆောဒီပေ3 9နေနေပဲဒီကောင်နေပဲဆောဆောဒီကောင်နေပဲဆောဆောနှစ်ကောင်လုံးအောင်လေနော်အောင်နေကနန်းထဲမှာပါတယ်ဗောနော်ပေကနှစ်ဖက်လုံးအောင်လေလို့တချို့လည်းမသိဘူးဗျာနော် တချို့လည်းကိုကိုပြောရလေရှိတယ်ဖြစ်ဦးအဒီပေရလဲအောင်နေတယ်မလားဒီ၃၅ကိုပေလဲအောင်တယ်ဒီကောင်လဲအောင်ပါပဲဘောနော်ဒီတက်ခွန်၃လဲအောင်ပါပဲဒီပေလဲအောင်ပါပဲဆိုလေဒီနံပါတ်ကိုအရွေးပြရတာဘောနော်ကဲအဲ့လောက်တော့ကျွန်တော်ရှင်းပြရတယ်ပြင်လာအေးဒါတော့ 3D ဆိုတာပြောပြရတယ်ကနန်းတစ်ခုတစ်ခုရိုက်တာတော့ကျွန်တော်လောက်စစ်တာတော့ဟိုးပြောပြရတယ်ဘလောက်ထိစစ်လဲဆိုတာပြောပြရတယ် အပေါ်ရန်ရှံကပြလို့ရတယ်ကန။ဒါပေမဲ့ကနအဲ့လောက်စစ်သေးတော့မှလေဒီမှာအထိုင်နေတော့မှတော်တော်ပါနေသေးတယ်လို့။နော်အဲ့တော့တချို့တွေတကွက်ပေးပါဆရာတကွက်ကောင်းပေးပါဆရာကျွန်တော်ကောင်းကြိုက်တယ်လို့တကွက်ကောင်းကြတော့ဒါတော့ကျွန်တော်ရှင်းပြပြီးမှကိုကတကွက်ကောင်းဘာကြိုက်တယ်ဆိုလာတော့ကိုကစဉ်းစားပြီးတော့ဆိုးတော့ရတာပေါ့နော်။အခုနံပါတ်၁ထိနေနေလေဒါကစားပြတာလေသုံးဆင်ဘောမျိုးပြ။နောက်နောက်ခုံကလည်းဒါသုံးဆင်ဘောပဲ။အလဲထိုင်ရတော့ဒါကျွန်တော်ဒါပါပါလေးနဲ့နောက်ပေါင်း၃၀လေးများကနအိုကေနေမလားဆိုပြီးတော့လေ။ ါအစင်းစားပြခြင်းဖြစ်ပါလေကဲကြိုက်တယ်ဆိုရင်တော့လက်မလေးထောင်အဲ့မူလေးကိုအဲ့မူလေးကိုယူယူတန်တန်ပဲကြီးချင်ပါလေပေါ့နော်တကွက်သေးပဲကြီးချင်ပါလေဆိုရင်တော့အတကွက်သေးထုတ်ပြလိုက်ပါဘို့လေနော်အဲ့ကောင်တစ်တစ်ခွန်လည်းထုတ်ပြဒီကောင်တော့လိုလိုမရဘူးတစ်သုံးခွန်ရဲ့တစ်တစ်ခွန်ရဲ့ဒီလိုထုတ်တော့ဒီနှစ်ကွက်ထုတ်ပြ ဒီကောင် brain line ပဲတစ်တစ်ခေါ် brain line တော့ဒီဒီနှစ်ခွာလုံးထိုးပြန်တော့ဒီတစ်တစ်ခေါ်ပါထိုးပြန်တော့ဘူးကြဲကြဲလုံးနေတဲ့တစ်တစ်ခေါ်ပါထည့်ဒီကောင်အဲ့ဒီတစ်ခေါ်ရသွားလို့ရှိရင်အပူကလည်းရှေဘူးကြားတော့ဘူးဗျာရှေဘူးဆိုရဲကနားတီလို့ဗျာဒီမှာကားတော့ဒီမှာ net brain ရှိတယ်ဗျာအဲ့ဒီမှာ net ထည့်ရထားပြီမလားဒီ net brain နဲ့အလေထိုင်တုံရတဲ့ဆိုဒီကောင်နံပါတ်နှစ်ကြာနော်ဒီမှာ6 brain ရှိတယ်အဲ့ဒီ6 brain ကဒီနံပါတ်ခေါ်နေဆိုဒီမှာထိပ်စီး300ရထားပြီအဲ့မှာ6 brain နဲ့ခေါ်နေပေါ့ဒီ3ကြီး ဒီမှာရှေးပရိရှိတယ်အဲ့ဒီရှေးပရိနဲ့အလေရှင်းနဲ့ပေါ့ဒီကောက်ချောက်ချောက်ဒီမှာဒီရှေးပရိနဲ့ရှင်းနဲ့ပေါ့ဒီကောက်ချောက်ကြီးအဲ့တော့ဒီမှာတုံညာပရိရှိတယ်ခါလို့ရထားတာတစ်ထိတ်ဆိုတော့ဒီမှာတစ်ဆိုရယ်ကနဒီတုံညာပရိနဲ့အလေထိုင်နံပါတ်1ကိုထည့်အလေထိုင်နံပါတ်1ကိုထည့်အဲ့လိုဒီတုံညာပရိနဲ့တစ်နဲ့ထည့်တစ်ဆိုရယ်ကနဒီမှာထည့်စည်းတက်ရှိတော့တစ်တစ်ခွန်အဲ့ဒီတစ်တစ်ခွန်ကပရိကိုတော့အမယ်ဆိုရင်တေချာကြီးဒီ၃လုံး၄နဲ့ဒီတစ်ပရိနဲ့၅တေချာကြီးတော့တပိတ်သေးပြသွားမှာ ဒီ၃လုံး၄နဲ့ဒီ tip rate နဲ့၅ဖြစ်တယ်လို့ဒီ၃ rate နဲ့ဒီ tip rate နဲ့၄လို့လည်းဖြစ်တယ်နော်။ဘာတွေဖြစ်လဲ၅တွေဖြစ်မယ်၄တွေဖြစ်မယ်နော်။နှစ်ကောင်လုံးကြားမှာဒီ၃လုံး၄နဲ့ tip rate ဆိုရင်၅ဖြစ်မယ်။ဒီ၃ rate နဲ့ဒီ tip rate နဲ့ပေါင်းရင်၄ဖြစ်မယ်။ဒါ break line တွားပြီ။ဒီကနန်း၃လုံး၈၆၉၃အဲ့ဒီ၃လုံး၈နဲ့ဒီ complete နဲ့ဆိုရင်ဘာဖြစ်မလဲ၅ဆိုတဲ့ကနန်းဖြစ်တယ်လို့ဒီ complete နဲ့ဒီ complete နဲ့ပေါင်းလိုက်၄ဆိုတဲ့ကနန်းလည်းဖြစ်တယ်နော်။ တေချာကြည့်သွားဒါအသုံးလုံးလေးနဲ့၈လေးဆိုတာဒီအသုံးလုံးလေးနဲ့ဒီ tip break နဲ့ပေါင်းရင်၅ဖြစ်တယ်လို့ဒီ၃ break နဲ့ tip break နဲ့ပေါင်းရင်၄ဆိုတဲ့ကဏ္ဍလည်းဖြစ်တယ်ဒီကဏ္ဍ၃လုံး၆ဒီ၃လုံး၆၁၉၆ဒီ၃လုံး၆နဲ့ဒီ၉ break နဲ့ကဲလို့ဒီ၉ break နဲ့ပေါင်းရင်၅လည်းဖြစ်တယ်လို့နော်တစ်တစ်ခွန်းလို့ထည့်ဒီ၃လုံး၆နဲ့၉ break နဲ့ဆိုရင်၅လည်းဖြစ်တယ်လို့ ီ9 brain နဲ့9 brain နဲ့ point လေး၄ဆိုတဲ့ကဏ္ဍလည်းဖြစ်တယ်အဲ့ကောင်ကြီးမချောင်းနေအဲ့ကောင်တကြီးလည်းနှလုံးလုံး꽌နေကဏ္ဍအဲ့လိုမျိုးကြာနေကောင် brain ကြီးထွက်ကြလဲနော်ဒီ9 brain နဲ့လို့၃ညနဲ့ point လို့ဒီမှာနှစ်ထိပ်စည်းကြီးလို့ဒီမှာ6 brain နဲ့ခွန်နဲ့ point လို့ရှိဒီမှာ၃ထိပ်လို့အဲ့မှာဆွဲပြထားပြီးထိပ်ကြီးရဒီ10 brain နဲ့10နဲ့ point လို့ရှိဟောဒီမှာ6ထိပ်ဆိုတဲ့ကဏ္ဍဆွဲပြထားပြီးလို့အခုဒီမှာ10ထိပ်ဆွဲပြထားတဲ့ဒီ၃လုံး၃ညနဲ့10ကြီးထဲအဲ့ဒီ၃လုံး၃ညနဲ့10နဲ့ point ရင်ဒီ10ဆိုတဲ့ကဏ္ဍ10 10ဆိုတဲ့ကဏ္ဍရအဲ့မှာ10 10ခွန်လို့ရတယ်လို့ အဲ့တတခုံ break ကိုရိုက်ရင်ဒါ၃လုံး၄လို့အဲ့၄နဲ့ဒီ၃လုံးတင်နေဆို၅လို့ဒီလိုတောင်းနေဆိုရင်၃လုံး၃နဲ့၃လုံးတင်ဆို၄လို့၅ကြကြ၄ကြကြ၅កောင်လုံးရတယ်လို့၆၉၃ဆိုတယ်ခဏ၈လို့အဲ့ရှင်းတဲ့ဒီ complete နဲ့ဆိုရင်၅လို့ငါမကြိုက်လို့ရှိရင်ဒီမှာ၃လုံးခွန်၃၉၅ခွန်၃ခွန်ခွန်ခွန်ဒီ complete နဲ့ complete point ၄လို့၅ပဲကြကြ၄ပဲကြကြလို့ဒီမှာ၂၄ဆိုတယ်ခဏ၄လို့အဲ့၄နဲ့တစ်ပိတ်နဲ့၅ပဲကြကြဒီ၃ပိတ်နဲ့ဒီတစ်ပိတ်၄ပဲကြကြလို့အခုဒီမှာတစ်တစ်ခွန်လို့တစ်တစ် ခွန်လို့ထဲလိုက်ပြီဆိုရင်ဒီမှာ196ဆိုရင်ကနေ6လို့6နဲ့9 brain နဲ့ point 5လို့ဒါမှမဟုတ်ဒီကောင်ဒီမှာ9 brain ရှိတယ်9 brain နဲ့9 brain နဲ့ point 4လို့ကြိုက်တဲ့နေရာပြကြအဲ့ကနေထည့်ပြောင်းထည့်အဲ့ဒါ3311ခုနော်